ကဲမင်္ဂလာဆောင်လို့ကျွန်တော်နားလည်လိုက်ပါပြီဒီနေ့မှကျွန်တော်နားလည်လိုက်ပါပြီနော်စီစဉ်ရတဲ့စီစဉ်မှုတွေဟုတ်တယ်စီစဉ်မှုတွေเนาะမင်္ဂလာပွဲတပွဲဖြစ်ဖို့ဆိုတာတော့မလွယ်ဘူးဆိုတော့ကျွန်တော်ဒီအင်ကြီးလေးရွေးတာတော့မှတော်တော်ကိုဒီနေ့အပြာခတ်နေတာရွေးရတာဒါကဟိုပေါ့ပေါ့ပါပဲတကယ်ပေါ့ပေါ့ပါရိုက်ကြတာပေါ့เนาะပေါ့ပေါ့ပါပါရိုက်ကြတာစောင်းဝင်ကမှသုံးဖို့ပဲဒါပေမဲ့ကိုရီးယားလည်း အဲ့လိုဝတ်မယ်ဆိုရင်လည်းအဲ့လို detail လေးကောင်းတာလည်းလိုချင်သေးတယ်ကိုနဲ့လည်းအဆင်ပြေမပြေပါညာဆိုတော့ရိုက်တဲ့ driver လည်းဥဝင်ထွန်းထွန်းလေးဒီနေ့တော့ဥမပါပေမဲ့လည်းဒါကျွန်တော်တာဝန်လိုဖြစ်ဖြစ်နေတာပေါ့နော်ဒီနေ့ driver ကဆိုတဲ့အခါကျတော့ဥလည်းစိတ်တန်းကြဖို့လိုတယ် က်ချက်နဲ့ lighting နဲ့ဟိုကရုပ်ရှင်လိုဖြစ်နေရုပ်ရှင်လိုဖြစ်နေအဲပုံမှန်ကိုယ်ဇလန်တွဲဆိုလို့ရှိရင်အဲ့လိုမြန်တယ်လေဟိုအချိန်လည်းမပေးနိုင်ကြအောင်ဆိုတဲ့ခါကျတော့အခုကတော့တစင်းတစင်းကိုတည်တည်ချာချာကိုရိုက်ခွင့်ရတယ်တကယ်မင်္ဂလာဆောင်လို့ကျွန်တော်နားလေလိုက်ပါပြီဒီနေ့မှကျွန်တော်နားလေလိုက်ပါပြီ နော်စီစဉ်ရတဲ့စီစဉ်မှုတွေဟုတ်တယ်စီစဉ်မှုတွေနော်မင်္ဂလာပွဲတပွဲဖြစ်ဖို့ဆိုတာနော်မလွယ်ဘူးဆိုတော့ကျွန်တော်ဒီအင်ကြီးလေးရွေးတာတော့မှတော်တော်ကိုဒီနေ့အဲပြာခတ်နေတာရွေးရတာခုနကတော့ပြောနေလေဝက်ဆာယုံတကယ်များဆိုရင်ဘယ်တော့တောင်ချုပ်ချက်ခတ်လိုက်မလဲမသိဘူးလို့အခုဒါဒါကဟိုပေါပေါပါပါပဲတကယ်ဆိုပေါပေါပါပါရိုက်ကြတာပေါ့နော်ပေါပေါပါပါရိုက်ကြတာစောင်းဝင်ကမှသုံးဖို့ပဲဒါပေမဲ့ကိုရီးယားလည်း အဲ့လိုဝတ်မယ်ဆိုရင်လည်းအဲ့လို detail လေးကောင်းတာလည်းလိုချင်သေးတယ်ကိုနဲ့လည်းအဆင်ပြေမပြေပါညာဆိုတော့ဒါလေးတော့လောက်ရွေးချယ်နေတာလို့တကယ်များဆိုရင်ဘလို့ဘလောက်တောင်ရှုပ်ရှက်ခတ်လိုက်မလဲပေါ့နော်ရိုက်တဲ့ driver လည်းဦးဝင်ထွန်းထွန်းလေးဒီနေ့တော့ဦးမပါပေမဲ့လည်းဒါကျွန်တော်တာဝန်လိုဖြစ်ဖြစ်နေတာပေါ့နော်ဒီနေ့ဘက်ကဆိုတဲ့အခါကျတော့ဦးလည်းစိတ်တန်းကြဖို့လိုတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းစိတ်တန်းကြဖို့လိုတယ်အဲကျွန်တော်တို့ကားရိုက်ထားတာလည်းကျွန်တော်ကတည်တည်ချာချာလေးရိုက်ရိုက်နေကြတာဆိုတဲ့အခါကျတော့အဲ ဆက်ဆက်ရကျွန်တော်အသေးစိတ်ကဂူးအသေးစိတ်ကစဂူးဆိုင်ဂူးဆိုင်တာပေါ့နော်ဟုတ်ရန်မူတို့ဒီမရိုက်ခင်ကြီးက preparation အရန်လုပ်တယ်ပြီးတော့ဆရာကသူ့လိုချင်တဲ့ဟာလေးကိုတိတိကျကျလေးပြောပြတယ်မူတို့ကလည်းတခြားလေးကိုအတက်နိုင်ဆုံးပေါ့နော်အဲဆရာနေရာကျဒါပထမဆုံးစုံဘူးလားဆိုတော့ဆရာအကြိုက်ကဘယ်လိုလေးရှိတယ်ဆိုတာလေးက အခုမှလေ့လာရင်းနဲ့အတူတူညင်ညင်နိုင်နိုင်လေးလောက်ကြရတာဆိုတော့လေအဲတကယ်ရှူတင်ရောက်တဲ့အချိန်မှာအွန်ဆင်ရောက်တဲ့အချိန်မှာမို့ progression အများကြီးလောက်ထားတဲ့ဟာကတကယ်အထောက်ကူအများကြီးဖြစ်တယ်မို့လို့အချိန်မကြန့်ကြတော့ဘူးဆရာလိုချင်တဲ့ဟာလေးကိုကိုသိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်တကယ်အွန်ဆင်မှုနဲ့ပေါင်းပြီးတော့ဆရာကလည်းနည်းနည်းလို့ဝါရဲဆိုရင်တော့မှဒါလေးသမီးထက်ထက်လိုက်ဆိုရင်ကိုကသဘောပေါက်တယ်ပေါ့နော်သဘောပေါက်တဲ့ခါကျရိုက်ရိုက်ကူးရတာတော့တကယ်အရင်အဆင်ပြေသွားတယ်ပို့ပြီးအဲ့ဒီဟာနော်အဲ့ဒီအဲ့ဒီဟာလေဒီဒီကိုတို့အရင်ဒီဇကူးဇကားမရိုက်ခင်မှာချိုးပြီးတော့ကိုတို့ဇ ရင်ခဏခဏအဲဟုတ်မရှိရင်10ရက်လောက်တော့ရှိတယ်ကိုတို့ဒီဇညုံဖတ်တယ်လေ့ကျင့်ကြတဲ့အခါကျတော့တကယ်ရတဲ့ခံမှာအယံမြန်တယ်အယံမြန်တယ်ဟုတ်အယံမြန်တယ်အဲပြီးတော့ဟိုစီးရီးတွေရိုက်တယ်လူကိုမခံစားရဘူးဘာနဲ့တူနေလဲဆိုတော့ဦးကအဲသူထိန်းတော့ထိန်းရိုက်တယ်သို့တော်လည်း တစင်းနိုင်စင်းနိုင်ကိုဥရဲ့ခရူတွေကလည်းအရန်ကိုပတ်ပိုးအမှုအကောင်းတဲ့ခါကျတော့ရုပ်ရှင်ရိုင်းနေရတယ်လို့ပဲအဲ့လည်းအဲ့လိုမျိုးကိုအဲ့ feeling တော့ရတယ်အဲ့လိုမျိုးဖြစ်တယ်နော်အဲ့လိုရိုက်ချက်နဲ့ lighting နဲ့ဟိုကရုပ်ရှင်လို့ဖြစ်နေရုပ်ရှင်လို့ဖြစ်နေပုံမှန်ကိုရဇလန်တွဲဆိုလို့ရှိရင်အဲ့လိုမြန်နေလေဟိုအချိန်လည်းမပေးနိုင်ကြအောင်ဆိုတဲ့ခါကျတော့အခုကတစင်းတစင်းကိုတည်တည်ချာချာကိုရိုက်ခွင့်ရတယ်အဲ့လိုကိုဟိုကန်ကောင်းတာပေါ့နော်ဇလန်တွဲအဲ့လိုမျိုးလေးရိုက်ခွင့်ရတယ်ဆိုတာပတ်ပိုးမှုအားလည်းကောင်းပါတယ်ကိုရောကတော့အခုဒါလက်ရှိရိုက်နေတဲ့အချိန်တွေအထိကတော့အခု ိုကဒီအဲမှုနဲ့ကဆောင်ရတာနည်းနေသေးတယ်။ဟုတ်တယ်။အဲဒါဆိုနောက်ပိုင်းမှာကိုလိုနီယယ်ဟာရအများကြီးရှိအခုကသူနဲ့ပဲကြံတော့တာ။ ကိုရောဟိုဘက်အချမ်းကဒီမကြိုးနဲ့ကိုတာနဲ့ကိုကျော်နဲ့ကတော့အရန်ကိုမိနေပြီဟာလေသိလားမနေ့ကတော့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 ထူအောင်လည်းပြောပြနေတယ်ဒီဘက်အချမ်းကတော့တအားမိနေပြီတဲ့ကိုညီတဲ့ကိုညီနဲ့ပန်းနေနေကိစ္စပဲကြံနေတယ်ပြီးပါဘောလို့သူကနောက်ဆုံးကနေပြေးလိုက်ရမှာဆိုတော့အဲ့ဘက်အချမ်းလေးသူနဲ့ကိုနဲ့နှစ်ယောက်အချမ်းလေးတွေကတော့ကိုရောလောက်ကြအောင်ဘောလို့ကိုကဟိုဘက်ဒီဘက်အချမ်းကျတော့တော်တော်လေးကောင်းနေပြီဆိုတော့ဟုတ်အဲလက်တွဲခေါ်ပါတယ်မို့လို့ဆွမ်းနာပြောဆိုလို့ကြိုပြီးတော့ delivery တွေပါတယ်လောက်တဲ့အချိန်မှာခရေကကိုကြီးဆိုလဲ ကိုကြီးကိုကြီးကတော့ညီမလေးရဲ့ဒီလိုလေးဖြစ်ချင်တယ်ညီမလေးကတော့ကိုကြီးဒီလိုလေးစဉ်းစားထားတယ်ပြီးတော့ဆရာကဘယ်လိုလေးလိုချင်တယ်ဆိုတော့ဟာလေးတို့တကယ်တိုင်တိုင်မမေနဲ့တေချာ လှုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ဆိုမှုတော့အွန်ဆင်းရောက်တော့မှမဆုံးဘူးဆိုလဲရိုက်နေတရက်နှစ်ရက်လောက်မှ chemistry ကမိကြတာတယောက်နဲ့တယောက်ဘလို့လေးလို့ကျင်နေဆိုတော့ဒါကကြတော့ကျိုးလှုပ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့မလို့သိထားပြီးသားတခါလေကိုကသတိလက်လွတ်ဖြစ်သွားရင်တော့ကိုကငါလေးဒါလေးမေ့မယ်နော်အဲကိုကြီးဆိုတော့အဲ့လိုမျိုးလေးကြတော့တန်တန်မြမြလေးပို့ပြီးလှုပ်တော့ပိုကောင်းပါတယ်ဟုတ်ပါနောက်ပိုင်းနေအများကြီးပဲဟုတ်တယ်အရင်ပြောရမယ်မနေ့ကတော့မှရိုက်နေပြောတယ်ဦးဦးကလည်းပြောတယ်မသတိရပါလို့ဟုတ်ဒါရယ်နောက်ပိုင်းနေသားတို့အားတွေ ခေါ်มาတယ်ဆိုတော့ဦးကအဲ့လိုလေ pressure ကလည်းပေးသေးတယ်ဒါကတော့လေးပေးအဲ့တော့အဲ့လိုပြောတော့ဦးဒါအရှိဟာဆိုတော့မော်ရှယ်ကောင်းတယ်ရှယ်ကောင်းနောက်ကပို့လို့ရမယ်ပြောတယ်ကိုထွမောင်ကအရန်လောက်ထားတမီလိုက်ရမယ်เนาะကိုထွမောင်တို့အချမ်းအရန်ကောင်းတယ်ကောင်းတယ်ဟုတ်တယ်အဲ့ဘက်ချမ်းတော်တော်ကောင်းတယ်ဆိုးတာတော့ဆိုးကြပါလားသူမဆိုးပါဘူးသူမြက်လိမ့်ပါတယ်ဆိုးတာကဲဒီလိုလိုက်ထင်းရအောင်နော်ကိုကမဟုတ်အဲ့လိုမျိုးလေအဲဆိုးရလို့မထင်ရအောင် အဲ့လိုလုံးဝလူကကြည့်လိုက်လို့ရှိရင် need and diary ဖြစ်နေတယ်အဲ့လိုဘဲရဆိုးသွားတဲ့ချိန်မှာเนาะခံစားရပါဘောအဲ့တော့ရှူတင်မဒီအငယ်ဆုံးလေးကိုစကြနောက်ကြသေးလားနောက်ကြတာဗောဒါပေမဲ့တက်တာကကိုထွအောင်လည်းမဆုံးရသေးတာတက်တာကျောက်ထွအောင်လည်းဆုံလို့ရှိရင်တော့အရန်စခံရမှာဒါပေမဲ့ကိုထွအောင်လည်းမဆုံးရသေးဘူးအဲ့တော့တိတ်မစခံရအောင်အဆင်ပြေပါတယ်အင်းကရုပ်တည်နေတော့ကြာနော်อืมတိတ်မနောက်ပါဘူးသူတော့နောက်ပါဘူးဟုတ်လား ကလေးကြောက်မှာဆိုလို့ခုမှဆိုတော့လေတိတ်မရင်းသေးဘူးတိတ်မရင်းသေးတယ်တိတ်မနောက်သေးဘူးပြီးတော့ဒီကားမှာတမီးကကိုကြီးကိုအရန်ချစ်ရအောင်အရန်ချစ်ရတာအရန်ချစ်ရမှာဆိုတော့ကိုကြီးကလို့ညဉ့်ဉင်မဲ့ဟာတွေမလုပ်ဘူးမလုပ်ဘူးသူချစ်အောင်စူးစမ်းပြီးနေရတာပေါ့ဟုတ်လို့ပါသေးတယ်ကျွန်တော်တို့အခုအဲစူးစမ်းပြီးတော့ရိုက်ကူးနေကြပါတယ်ခင်ဗျာအကားကောင်းလေးတကားဖြစ်မယ်လို့လည်းယုံကြည်ပါတယ်ထွက်လာလို့ရှင်လည်းပြည်သက်ကြီးအားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ဟုတ်အဲမူရောမောင်နှမတွေတေးချာလေးစူးစမ်းနေပါရဲ့မူကတော့ဒီထက်မှာ များကြီးစူးစမ်းထားပါမယ်လို့ပြောချင်ပါတယ်ပြီးတော့ကားလေးထွက်လာတဲ့ခါကျလို့ရှိရင်လည်းမို့လို့အမှားယွင်းရှိခဲ့လို့ရှိရင်လည်းနားလည်ပေးကြပါအောင်အများကြီးလည်းအားပေးကြပါအောင်ဟုတ်